မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအချက်လက်ထောက်ထားတွေအများကြီးပေါ်လာလို့ရှိရင်တော့အပတ်သက်သူဆက်နွယ်သူတွေဟာထိကြမှာဖြစ်တယ်ဘဲမှာပုံလို့လွတ်မှာမဟုတ်ဘူးအဥမေအွန်လိုင်းကိုယ်တိုင်ကလည်း ပူပေါင်းဆောင်ရွက်တယ်ဦးစိုးဝင်းကိုရိုင်းလည်းပူပေါင်းဆောင်ရွက်တယ်ဟေးဆိုတဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စမှာဘသူရဲ့ထွက်ဆိုချက်တရားအဓိကအရေးကြီးမလဲဆိုလို့ရှိရင်အခုမိသွားတော့အခုမိသွားတော့ကြားဖြန့်ခေါင်းဆောင်ပေါ့နော်ကြားဖြန့်ခေါင်းဆောင်အဲသူရဲ့ထွက်ဆိုချက်တရားတအားအရေးကြီးပါတယ်သူရဲ့ထွက်ဆိုချက်တရားလည်းခိုင်ပါတယ်အဲထို့သူနောက်ထပ်အထောက်ထားတွေပေါ့အထောက်ထားတွေကလည်းခိုင်ပါတယ်ဟေးဆိုလို့ရှိရင်တော့ပါဝင်ပတ်သက်သူတွေအားလုံးအားလုံးအားလုံး နေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ယာရုကြီးကြီးယာရုကြီးမားတဲ့သူတွေတော့မလွတ်လောက်ပါဘူးနော်နေရမှာပါအကိုပြောနေတယ်လို့ပဲဗျ SKK သွားပြီအာဟလာမတမာမှုစစ်မှုအတရားမှုအဲ့ဒါလေစစ်မှုတမတရားလားအဲ့လိုလား၆မြင်းရဲ့အရာရှိတွေပြောပြပါဦး ဒီဘွဲကဘူးနိုင်မလဲခံမှန်းပြပါအောင်နော်နိုင်ငံကြီးကသူ့အရှိတ်အဟုန်နဲ့သူသွားနေကြပြီလေနော်အဲ့တော့အနိုင်ဆုံးကတော့ဘယ်တော့မှပေါ်လာမယ့်အရာမဟုတ်ဘူးလို့ပြောပြစေနော်ဘသူမှလည်းနိုင်မှာတော့မဟုတ်ဘူးပေါ့အနိုင်ဆုံးကိုဘယ်လိုခေါ်မလဲကျွန်တော်တို့တိုင်းတာတဲ့ပေဒံတော့ရှိတာပေါ့လေနော်အဲ့ဒီပေတာနဲ့ကိုယ်ပိုင်နိုင်ဆုံးတော့ကိုယ်ပိုင်တိုင်းတာနေကြတာပဲတော်လိုင်းရေးလဲနိုင်နေကြတာပဲအဲထို့သူ စက်တက်ကလည်းနိုင်နေမှာပဲဖြစ်တယ်ဒီအနိုင်ရှုံးတိုင်းတာမှုဟာ290ကျော်ကြာခဲ့ပြီလေနော်နောက်တဲ့290ဆက်တိုင်းတာမယ်ဆိုလို့ရှိရင်အန်ဩစရာမဟုတ်ဘူးလို့ကျွန်တော်အမြဲတမ်းပြောပါတယ်ကိုကြီးရဲ့မြို့မှာပြည်မနေရတော့ဘူးဗျာတဲ့ဝေဖြိုးအောင်မှာပြောရနော်အဲမှာစင်းစရာမနော်မူဆဲသားတဲ့မူဆဲမှာလည်းကြားပြန်နေတဲ့အများကြီးမဖမ်းဘူးတဲ့ကြားပြန်ကကြားပြန်က အခုဟုတ်တယ်နေရာတိုင်းမှာရှိတာနေရာတိုင်းမှာရှိတာမဲ့တော့လေဟိုအားရင်တော့ခံပေါ့ဒါမဲ့တော့အခုလိုမျိုးလက်နက်ကင်အဖွဲ့အစည်းတစ်ခုကကြိုးထောက်နောက်ခံပေးတဲ့ကြားဖြန့်ကရန်ရှုံမှုကောင်းတယ်နော်ဥပမာဖြစ် KK ဖားတို့ဘာလို့မှကဲအလုံသမားကမလုပ်ချင်မလုပ်ချင်လို့ရှိရင်အနိုင်ကျင့်တာနေဆက်တာတွေတတ်ဖြတ်တာတွေရှိရလေအားရတအားရှုံမှုကောင်းတယ်ဒါမဲ့တော့ဒီလိုမျိုးကြားဖြန့်တာမန်ကြားဖြန့်လေးတွေပေါ့ ာမန်ကြားဖြန့်လေးဆိုတာ online မှာသူတို့သူလဲလို့လိန်ညာစားတာနာကြားဖြန့်ရဲ့အတိတ်ပဲဟော online လိန်လည်းမှုပဲလေနော်အဲ့တော့အဲ့လိုမျိုးလိန်နေဆိုတော့အဲ့လိုမျိုးအလိမ်ခံအောင်ဒါပညာများများပေးရမယ်ဖြူခွဲရမှာအဲ့ဒီလက်နက်ကန်ရကြောထောင်နောက်ခံပေးထားတော့ကြားဖြန့်ဆိုလို့ရှိရင်ဖြူခွဲရမှာဖြစ်တယ်ရန်ကုန်မှာလည်းရှိတယ်တဲ့ဘယ်ရနိုင်ငံကြီးလှူစားပြီးချမ်းသာချမ်းသာသွားတော့မိချင်အောင်ဆောင်ရွက်သူတွေကိုတဲ့တိုင်ထောင်ဘလောက်ကြောင်း နိုင်ငံရေးလှုပ်ရှားသွားပြီးချမ်းသာသွားတဲ့သူဆိုတော့อืมဟုတ်တယ်နော်နိုင်ငံရေးလှုပ်ရှားသွားချမ်းသာသွားဆိုတော့ရှိတဲ့ရှိကြပါလားရှိတတ်ကြပါလားเนาะချမ်းသာခြင်းဆိုတော့နိုင်ငံရေးလှုပ်ရှားပြီးဆင်းရဲသွားတဲ့သူလည်းရှိတယ်ချမ်းသာသွားတဲ့သူလည်းရှိတာပေါ့เนาะကောင်းမွန်ရေးကြပါဗျမျိုးမမှန်တဲ့ချစ်သူပေါ့ဟာဟာကြားပြမှာတက်ချုပ်ချင်ချင်အောင်ဖြစ်နိုင်လားဗျာ အော်မင်းတော်အဲ့တော့အဲနံပါတ်၁ချက်အရင်ဆုံးဟွအဲ့ဒီအဆင့်တိတော့သွားမှာမဟုတ်ဘူးကောနော်အဲနံပါတ်၁ချက်အရင်ဆုံးဘယ်လိုသွားမလဲဆိုတော့အခုတစ်ခုကကြံရပါဖြစ်နေဆွဲလို့ရတဲ့အတိုင်းတိုင်းရှိတာဟုတ်နော်အဲ့တော့တရုတ်နိုင်ငံတွင်းရဲ့တရားစီရင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နိုင်ငံကလိုအပ်တော့အဲလိုအပ်တော့တရားခဏ်တွေကတော့တောင်းမှာဖြစ်တယ်နော် အဲ့တော့သူ့ကိုစစ်မယ်စစ်တဲ့ခါမှာဘသူကိုဘသူပေးပါလဲဘသူကဘသူဘယ်နေလူတွေကိုဘယ်နှယောက်တတ်ပါလဲအဲ့တတ်တဲ့နေရာမှာဘသူတွေကကူညီပါလဲကူညီရတတ်မှုကဘသူပါဟုတ်လားအဲ့တတ်မှုကဘသူပါအဲ့တတ်မှုကလည်းငွေချေးသူ့ကိုဘလောက်ပေးရပါလဲအဲ့ဒီပိုက်ဆံကဘယ်ကိုကျွန်တော်တို့ကထပ်ပေးရပါလဲဟုတ်လားဘယ်အဆင့်ထိကိုကျွန်တော်တို့ကပေးရပါလဲအေးအဲ့ဒါဆိုလို့ရှိရင်တော့တေချာ ပြီဒီလူဟာငွေချေးယူတယ်ငွေချေးယူဆိုတာသူလည်းပတ်သက်ပြီပတ်သက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ နံပါတ်၁ချက်အနေနဲ့ခေါင်းဆောင်မိမယ်နံပါတ်၂ချက်အနေနဲ့သူ့ကိုပူချစ်သူနဲ့အဲ့ဒီ BGF အုပ်စုတွေနည်းနည်းရင်ဆိုင်ရနိုင်တယ်နော် BGF အုပ်စုရဲ့ရင်ဆိုင် BGF အုပ်စုကလည်းသူရင်ဆိုင်ရပြီဆိုမှသူလည်းပေါ်မှာပေါ့အဲ BGF အဆင့်ကိုမပေးသေးရကတော့အဲ့ဒီကျန်တဲ့ဘုံမူကြီးအဆင့်နေနော်အဲနောက်ထပ်တိုင်းဆင့်တွေမထိပါဘူးတိုင်းဆင့်တွေထိလို့ရှိရင်တိုင်းဆင့်တွေကျော်ပြီးတော့မှသူကနိုင်ငံတော်အဆင့်လာမှာအဝေးကြီးလိုပါသေးတယ်နော်အခုလောလောဆယ် ဘိုလ်ချစ်သူထိမလားမထိမလားဆိုတော့ပဲစောင့်ကြည့်ပါအောင်လို့ပြောချင်တဲ့ကြဖြစ်အောင်နော်တိုင်မှုတွေတော့တဲ့ဆက်ဆက်မှုရှိမယ်ရှိမယ်ထင်တယ်နော်ရှိချင်ရှိမယ်တဲ့တက်ချုပ်တော့မပါလောက်ဘူးတဲ့အေးပေါ့ဟိုတိုင်မှုတွေဆက်ဆက်မှုရှိရင်အဲ့တိုင်မှုတွေလည်းမလွယ်ပါဘူးနော်အဲ့တော့ဦးမင်းအွန်လိုင်းကိုယ်တိုင်ကလည်းအဲတည်တည်ချာချာကိုတည်တည်ချာချာကိုဒါပူပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်မလို့ အဲတိုင်းမှုဆက်ဆက်အဲတိုင်းမှုခံရလိမ့်မယ်နော်ဟုတ်တယ်အဲ့ဒါအရန်စိတ်ဝင်စားတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်အဲ့မှုကိုကျွန်တော်မလိုက်ဘူးလေနော်ကျွန်တော် IP IP နင်းမောင်ပေါ့ IP နင်းမောင်နေတဲ့ခုနောက်ပိုင်းအမှုလိုက်တာတွေနည်းနည်းရက်ထားတယ်ညင်နေတယ်ပေါ့ဘာကြောင့်ကျွန်တော်ညင်နေတာပိုကောင်းပါတယ်နိုင်ငံကြီးကတအားကိုသူ့အနေနဲ့သူတော်မှ down ten down ten ဖြစ်နေတဲ့နိုင်ငံဟာကျွန်တော်ဝင်ပြီးတော့မှုဝင်မှာနော်ကျွန်တော်ဝင်ပြီးတော့ ဟိုလုံးမပြောမှပို့ပြီးတော့နော်ဘူးလေးရဖျုံစင်ပြီးတော့ပြဿနာတွေစမှာဆိုလို့ကျွန်တော်အတက်နိုင်ဆုံးညှိနေတာပါ။ကျွန်နိုင်ငံရေးဝင်မပြောတော့ပါဘူးနော်။မင်္ဂလာပါရှင့်ကွန်မောင်နဲ့ Rose ဆွေလန်မင်္ဂလာပါနော်။မြန်မာသိခါကြရတယ်။အာမြန်မာသိခါကြတာပေါ့။မြန်မာသိခါကြတာပြီကောမြန်မာနိုင်ငံကဘလို့အဆင့်ရောက်သွားလဲဆိုတော့ကြာရှုံးကြာရှုံးပြည်နယ်အဆင့်ကိုရောက်နေပါတယ်။နိုင်ငံကအမြင်ပါလေနော်။ အဲ့တော့ဒီကိစ္စနဲ့ပတ်သက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအများကြီးလာနိုင်တယ်လာနိုင်တယ်နော်နိုင်ငံသိက္ခာကြပါတယ်ကျွန်တော်နိုင်ငံကြာချုံနိုင်ငံအဆင့်ကိုရောက်နေတာပါကိုရေးတဲ့မြန်မာပြည်အေဂျင့်နဲ့ပြန်နေခြင်းတဲ့ဗျာဖြစ်ပါစေဗျာနော်တရုတ်တရုတ်နဲ့အမေရိကပေါ့နော်နှစ်နိုင်ငံလုံးပူးပေါင်းနေနေမဲ့ပြောနေကြတယ်တဲ့အဖေအဖွဲ့ကပူပြီးထိရောက်မထင်တယ်လဲဗျာ အာမြန်မာရေးကိုလက်တွေ့ကြကြဆောင်ရွက်မဟေးဆိုရင်တရုတ်ကိုမှတ်မိပါဘူးနော်အဲ့ဒီတရုတ်ကိုဒီအမေရိကကသာ ပူပေါင်းဆောင်ရွက်ပြီးတော့နော်အပူပေါင်းဆောင်ရွက်လိုက်မယ်ဟေးဆိုလို့ရှိရင်တော့အဲဘယ်လိုခေါ်မလဲတော်တော်ကြီးကိုမြင်းကိုဂျိုတက်ပေးလိုက်သလိုကြားကိုအတောင်မှတက်ပေးလိုက်သလိုဖြစ်သွားမှာပါကြားကိုအတောင်မှတက်ပေးလိုက်တော့သွားပြီပေါ့လေကြားပြန်ကတခိုးတက်ဆိုဟုတ်တယ်ကြားပြန်တော့ဆိုတယ် ဆိုချစ်သူကမြန်မာအလံနဲ့လှုပ်ရှားတာအတိုင်းပြီးချစ်လို့မဟုတ်ဘူး Kaint Haint has all ပြောရနော် official page တဲ့ဆိုချစ်သူနေပြီးတော့ခေါ်ပြီးစုပေးတာဦးမင်းအောင်လိုင်းနော်အဲအဲ့လိုမျိုးပြောရပါတော့နော်အမလေးဒါကျွန်တော်တို့အများကြီးစောင့်ကြည့်ရမှာတော်တော်စိတ်ဝင်စားဖို့ကောင်းလာပြီအဲ့တော့ကြားပြန်ခေါင်းဆောင်မိရင်တော့ပေါ်ပြီလေအဲပေါ်ပြီဆိုရင်တော့သူအစင်းစင်းရင်တော့ຢာတူတွေကတော့ပါမှာပဲအဲ မျက်ွယ်ပြုတ်ပေးတာတို့ဒါခြားစားမှုပူပေါင်းဆောင်ရွက်မှုတို့တလားဂုဏ်ညီမှုတို့နဲ့သွားညှိကြမှာဖြစ်တယ်နော်အဲအကြောင်းမလို့တော့ကမန်ပိုင်ပူကောင်းတယ်အားပေးနေတဲ့ကမကျွန်တော်အာကျွန်တော်မပါပြရစေနဲ့တော့နိုင်ငံရေးမှာသူ့ထက်သူ့သူ့ထက်ကလူစမ်းကောင်းတွေကြီးပါပဲကျွန်တော်မြင်ပါတယ်အဲခင်ဗျားတို့တော်လန်ရေးအင်အားစုတွေဘက်မှာလည်းနိုင်ငံရေးအပြည့်နှုတ်ညွတ်မယ်နော်ဒါပေမဲ့တော့ အဲလေးလာမှုအယံမြန်ဆန်သောနော်လေးလာမှုအယံမြန်နဲ့တင်ကြားမှုအယံမြန်နဲ့နိုင်ငံရေးစိုင်းထက်တဲ့သူတွေလက်သက်တွေအများကြီးပေါ်လာတာကိုတွေ့ရတယ်နော်အဲတွေ့ရပြီးတော့ပြောဆိုထောက်ပြတာလေးတွေကျွန်တော်မြင်ပါတယ်အထို့သူတစ်ဖက်မှာတော့ဒီပေါ့ဒီတော်လန်ရေးမဟုတ်တော့ပေါ့အာမပေးတော့ပေါ့နော်နိုင်ငံရေးအင်အားစုနဲ့တက်မလို့အပေးထောက်ခံသူတွေဘက်မှာလည်းတကယ်တော်တဲ့တကယ်တော်တော့ အဲရေချင်းရှိတော့သူတွေအများကြီးတွေ့ရပါတယ်เนาะအဲ့တော့နှစ်ဖက်စလုံးကထောက်ပြတာတွေပြောဆိုနေရန်ကောင်းတဲ့အတွက်ကြောင့်မလို့အကုံအောင်နေနဲ့ဘယ်ရောက်သွားပြီတဲ့ဆိုရှင်ပြိသက်ပြန်ဖြစ်နေပါတယ်အားလုံးနှစ်ဖက်စလုံးကြည်ပါတယ်နားလည်းနားထောင်ပါတယ်เนาะတော်လဲတော်ကြပါလေအဲ့တော့ကိုချူကြီးလိုက်တွေမိုက်တယ်ဟုတ်လားအဝိုင်းအပေးကြပါเนาะဘယ်သူပဲဖြစ်ဖြစ်မျိုးကြိုက်တဲ့သူနားထောင်ကြပါဘာကြောင့်လဲနိုင်ငံရေးမှာခင်ဗျားတို့တွေးကြမယ်လीအမ် လုံးဝဒီပေါ့နော်ဟိုတော်လိုင်းကိုအားပေးထောက်ခံတဲ့တော်လိုင်းကြီးမှတော်လိုင်းရေးပေါ့စစ်တပ်ကြီးမှားတယ်မုန်းနေဆိုတဲ့ light တွေလည်းရှိသလိုအစစ်တပ်ကြီးမှလုံးဝမှန်တယ်ဆိုတော့နိုင်ငံရေးအုပ်စုတွေလည်းရှိရလေအဲ့တော့ကိုကနာ light ရွေးမယ်ဟေးဆိုရှင်ရွေးပါကိုနဲ့အကြိုက်တွေ့တဲ့သူကို light ကိုသွားပါဘာကြောင့်သမုဆိုလို့ရှိရင်ထဆဲနေမိနေမှာဆိုလို့ကိုက light မှာပြီးဝင်သွားတယ်ဗျာကိုကတော်လိုင်းရင်အားပေးထောက်ခံတယ်တော်လိုင်းရင်ကောင်းတာပဲကြားကျင်တယ်ဟာလာနောက်တစ်ခုက အဲဘလိုခေါ်မစစ်တပ်ကြီးမကောင်းတာပဲကြားကျင်နေဟဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့စစ်တပ်အားပေးထောက်ခံတဲ့သူတွေလိုက်ပါသွားပြီးသွားနာထောင်မလဲဟုတ်လားအတော့ထားဆဲမိနေမှာပေါ့နော်အထို့တူပဲအကိုကစစ်တပ်အားပေးထောက်ခံသူလေဟုတ်လားစစ်တပ်ကောင်းတာကြီးပဲကြားကျင်နေနော်အစစ်တပ်မှစစ်တပ်ပေါ့နောက်တစ်ခုကလည်းဒေါ်လာကြီးကမကောင်းဘူးဟာအဲ့လိုမျိုးပြောကျင်နေဆိုတော့အဲအားပဲကြားကျင်နေဟဲ့ဆိုရင်ဘာဖြစ်လို့များသွားပြီးတော့ဒေါ်လာကြီး အဒေါ်လာကြီးအပိထောက်ခံသော channel တွေမှာနော် live တွေမှာပုံကူတွေမှာသွားနာထောင်မလဲကိုအကုသူဖြစ်တာပေါ့နော်အဲ့တော့ခုနောက်ပိုင်း live ရွေးရဲ့ resolution ကိုကကြိုတင်ပြီးစဉ်းစားငါကဘာလဲငါကဘလို့ထောက်ခံတာလဲအထောက်ခံတဲ့ပုံမှာအခြေခံပြီးတော့အဲဘလို့ခေါ်မလဲအဲ live တွေကိုရွေးပါလူပုံကူရွေးပါနော်နားထောင်မဲ့သူကိုရွေးပါအဲ့တော့နှမဆိုရှင်ကိုထဆဲမိနေမှာဆိုမမမမမအကောင်းဆုံးခွဲခြားနိုင်တဲ့ကောင်းတယ် တေဝရတောင်သူပြိဿတနဲ့သူလေးနန်းပြောတော့เนาะဟုတ်ပါပြီဗျအဲ့ဒီအချိန်ကြရင်နဲ့ညီကလေး travel document နဲ့ passport ရလောက်ပြီတဲ့ဟုတ်လားဟုတ်ပါပြီကမ္ဘာကြီးရဲ့ကျွန်တော်နိုင်ငံနဲ့ immigrant အမတန်နဲ့နောက်ကျနေပြီဗျနှစ်ပေါင်းများစွာဆင်းရဲလာတာနှစ်ပေါင်းများစွာဆင်းရဲလာကျွန်တော်နိုင်ငံကအားလုံးရဲ့ down ခံနေရတာပါကြားဖြန့်တန်ဆိုလို့ရှိရင်ကျွန်တော်ခံရတယ်နော် အာကျွန်တော်တို့ဒီမူရေးဆေးဝါးတိုက်ဖြတ်ရေးဆိုတဲ့ခံရတဲ့ကြမ်းဖက်မှုဒဏ်ဆိုတဲ့ခံရတဲ့ကိုဗစ်ဒဏ်ဆိုတဲ့အားလုံးရဲ့လက်ဆင်းခံရနိုင်ငံတစ်ခုဖြစ်တယ်เนาะကျွန်တော်မြန်မာနိုင်ငံအမှန်တရားပဲထောက်ခံရတဲ့ဝေဖြူအောင်လဲအဲကောက်ပါလေเนาะအဲ့တော့ကွန်မွန်စီမာလာနားထောင်တဲ့သူတွေအားလုံးကတော့နိုင်ငံရေးအဖြစ်မြင့်တဲ့သူတွေများပါတယ်အတွေးခေါ်အဖြစ်မြင့်တဲ့သူတွေများတယ်เนาะအားကြောင့်မို့လဲသူတို့ရွေးချယ်မှုဟာ အဲကျွန်တော်စီရွေးချယ်ကြတာဖြစ်ပါလိမ့်မယ်နော်အဲ့တော့ရွေးချယ်မှုမမားစေနဲ့နော်နှုတ်ဆိုထဆဲမိစထဆဲနေရမယ်နော်အော်ကြည့်အဲ့ဆိုလို့ရှိရင်နေရာမှားနေပြီညီလေးရေနော်အဲ့တော့နေရာမှားတဲ့အတွက်ကြောင့်မလို့နေရာမှားတဲ့အတွက်ကြောင့်မလို့ညီမညီလေးကအဲ့တော့ကိုကဘာလို့အောင်လဲကောင်းကောင်းပုံပုံစကားပြောပြောမပြောလို့ရှိရင်နေရာကောင်းကောင်းရွေးပြီးတော့လူကောင်းကောင်းရွေးပြီးတော့နော်ကိုစိတ်ကြိုက်ပြောမျိုးမသွားနာထောင်ပါ အိန္ဒိယနိုင်ငံတွေကမြန်မာပြည်ချမ်းသာမှာကြောက်ကြတယ်အနိုင်ငံဒီစီးပွားရေးရတော့အင်အားပြိုင်ဆိုင်မှုရှိပေမဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတော့အင်းဒီဂျစ်နိုင်ငံတွေအားလုံးတို့အကြပါတယ်ထိုင်းလည်းလိုအပ်ပါလိုချင်ပါတယ်အဲ့ဒါတော့လွဲနေတယ်လို့ကျွန်တော်သုံးသပ်တယ်နော်။ဘာကြောင့်လဲဆိုလို့ရှိရင်မြန်မာပြည်တိုးတက်တာကိုထိုင်းလည်းလိုချင်တယ်တရုတ်လည်းလိုချင်တယ်အားလုံးလိုချင်တယ်။ဘာကြောင့်မြန်မာပြည်တိုးတက်ခြင်းဟာအသူတို့ရဲ့အကျိုးစီးပွားလည်းဖြစ်တယ်နော်။အဲ့တော့အင်းဒီဂျစ်နိုင်ငံတွေကကိုယ့်နိုင်ငံကိုမကောင်းစေချင်ဘူးလို့ အဲပျက်စီးစေခြင်းလည်းတိုးတက်မှာမနာလိုဘူးဆိုတော့ကျွန်တော်လက်မခံဘူးเนาะကျွန်တော်အနေနဲ့အဲသဘောမတူဘူးပေါ့သူတို့လည်းလိုချင်ကြပါတယ်ကိုယ်နိုင်ငံကိုကကိုယ့်ကိုဖြစ်နေကြတာအခြေအနေဖြစ်တယ်လေเนาะကောင်းမောင်ရေးတယ်တခုတော့သတိထားရမယ်ဗျတော်လိုက်ဘက်ကသတင်းတွေကလည်းသူတို့တင်းညင်သလားတောင်းတဲ့တစ်ဖက်ပါလဲနဲ့တစ်ဖက်တမျိုးဆိုတော့อืม မြန်မာနိုင်ငံကအချက်ချာကြီးပြီးတရားစတာပေါ်တဲ့အထုံးနိုင်ငံဟုတ်တယ်တရားစတာတွေအများအောင်ပေါ်တဲ့နိုင်ငံအဲ့တော့အဒီတရားစတာပဲကိုယ့်အတွက်ပြန်ပြီးတော့ဒုက္ခရောက်နေတဲ့ဒိုင်းနာမျိုးတွေဖြစ်နေတရုတ်ကမြန်မာကိုတကယ်ပဲတူတက်စေချင်တာလားတူတက်စေချင်တာပေါ့အခုမြန်မာနိုင်ငံရေးကတရုတ်ကမြန်မာနိုင်ငံကိုတူတက်စေချင်တယ်ဘာကြောင့်မြန်မာနိုင်ငံတည်ငြိမ်မှမတည်ငြိမ်ရင်မြန်မာနိုင်ငံခရက်ကရိုက်လာပြီးတော့သူ့နိုင်ငံမှာလာပြီးခိဒုက္ခရောက်မယ်အရေးဖြစ်တယ် မြန်မာနိုင်ငံတိုးတက်စေချင်တယ်တည်ငြိမ်စေချင်တယ်အဲဒါကြောင့်မို့လဲအဲသူမြမအရေးမှာလက်တွေ့ကြကြတရုတ်ကပါဝင်နေတာဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်ဗောနော်ထိုင်းနဲ့မြန်မာနိုင်ငံကောင်းစေချင်တယ်ခက်တာအဓိကပြဿနာပါလဲဆိုတော့ကျွန်တော်အချင်းချင်းကြားထဲမှာဘယ်သူကမှကျွန်တော်နိုင်ငံတိုးတက်တာကိုမကြိုက်တဲ့နိုင်ငံမရှိဘူးအဲကျွန်တော်အယူဆရဆိုလို့ရှိရင်တော့ကျွန်တော်အချင်းချင်းကြားထဲမှာကျွန်တော်ဖြစ်နေတာကျွန်တော်အချင်းချင်းကြားမှာတစ်ဖွဲ့တိုးတက်တစ်ဖွဲ့ကမနာလို့ဖြစ်တယ် နောက်တဖွဲ့ကလှုပ်လို့အောင်မြင်သွားမှာကိုတဖွဲ့ကမနာလို့ဖြစ်တယ်လို့ပြောလို့ရတယ်အားကြောင့်မို့လို့တဖွဲ့ကလှုပ်ရင်တဖွဲ့ကဖြတ်တယ်တယောက်ကသွားရင်တယောက်ကခြေထိုးခံတယ်အဲ့တော့မြန်မာနိုင်ငံတိုးတက်မှာကိုကြောက်နေတာကကိုယ်နိုင်ငံသားချင်းတွေကအဖွဲမတူသောသူတွေလို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့ဗျာနော်။ဒါလားအဲ့တော့ကျွန်တော်ကအဲ့လိုယူဆတယ်။ဘာကြည့်လဲအမ်တစ်ခွဲကလှုပ်နောက်တစ်ခွဲကဖြတ် အတဖွဲကလို့တဖွဲကကန့်လန့်တိုက်။မကြောင့်သူတို့အဖွဲလို့လို့အောင်မြင်သွားလို့ရှိရင်ငါတို့အဖွဲလို့လို့အဆင်မပြေတော့ဘူးဆိုတော့ငါတို့နာမည်ရတော့မှာမဟုတ်ဘူးဆိုတော့ဒီအတ္တတွေကလည်းရှိတယ်။ခုပရာဟိတလေးတောင်ကြည့်ပါလား။တဖွဲလို့ရင်တဖွဲကအဲတဖွဲကမလိုတာတွေရှိတယ်။ဒီတဖွဲလို့ရင်ဒီတဖွဲကမချင်တတ်တာတွေရှိတယ်။ပူပေါင်းဆောင်ရွက်မှုတွေအားနည်းနေတယ်။အဲ့တော့မြန်မာနိုင်ငံတိုးတက်ရေးကိုမလိုတဲ့နိုင်ငံဆိုတာမရှိပါဘူး။နိုင်ငံတိုင်းလိုအပ်ပါတယ်နော်။သူတို့မြန်မာနိုင်ငံတိုးတက်မှနေဆက်ကုံတွေကြီးတွေဖွင့်နိုင်မယ်။အဲနေဆက်ကုံတွေတခါဖွင့်လိုက်လို့ရှိရင်ထိုင်းက ထိုင်းနိုင်ငံကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကုန်တယ်ကြီးတွေတန်းနဲ့ချီပြီးချမ်းသာသွားတာလေဆက်ကုန်တယ်များလမ်းဖြောင်းသွားလို့ရှိရင်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့တရုတ်ကနေဆက်ကုန်တယ်ကြီးများဖွင့်လာလို့ရှိရင်တရုတ်နေဆက်မှာရှိနေတဲ့ဒီဘယ်ခေါ်နေဆက်တထေးတွေနေဆက်ကုန်တယ်လုံနေတဲ့သူတွေဆိုရရင်တန်းနဲ့ချီပြီးချမ်းသာသွားတယ်နော်အဲ့တော့မြန်မာနိုင်ငံမှာလမ်းကြောင်းဖွင့်လာလေကြိုက်လေပဲအဲ့တော့အဲ့လိုဖွင့်လာမြန်မာကျွန်တော်တို့ဟိုခင်ဗျားတို့တက်စားတက်ထားမှာပါလဲဆိုတော့ကျွန်တော်တို့ဥမာပြောကျွန်တော်ဆိုဥရောပနိုင်ငံမှာနေတယ်ဗောဗျာနော်အဲကျွန်တော်နေတဲ့နိုင်ငံမှာ စီးပွားရေးကြိုက်တဲ့လောက်လို့နော်ကြိုက်တဲ့လောက်လို့ဒါပေမဲ့တော့ဟိုဘာမှဆိုကြီးပွားတိုးတက်သွားဖို့ပေါ့နော်တန်းကြွယ်တထေးကြီးဖြစ်သွားဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့လောက်ကိုခက်ခဲတယ်။အမြမလိုနိုင်ငံမျိုးမှာပတ်စံတသိန်းနဲ့အရင်တည်ပြီးတော့တန်းနဲ့ချီချမ်းသာဖို့လွယ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာနီးဥတွေတွေဟလားဆင်စတန်တွေမရှိသေးတဲ့အတွက်ကြောင့်မို့လို့စွန်စွန်စားတီထွင်လို့သူတွေအတွက်အစုံတီထွင်လို့သူတွေအတွက်တိတ်ကောင်းလား။ ချမ်းသာဖို့လွယ်ကူတယ်အဲ့တော့အခုမြန်မာနိုင်ငံကိုဒီလောက်ထိအခြေအနေတွေဖြစ်အောင်မှာပဲအဲလာရောက်ပြီးရင်းနှီးမြှုပ်နှံဘာမှမဟုတ်ဘူးမြန်မာနိုင်ငံမှာချမ်းသာဖို့လွယ်တယ်အဲကျွန်တော်ဥရောပတို့အမေရိကတို့ထိုင်းတို့ခင်ဗျားတို့ကြိုက်တဲ့လောက်တော့ချမ်းသာမလွယ်ပါဘူးမလွယ်ဘူးမလွယ်ဘူးနော်အဲ့တော့ရခိုင်သတင်းလေးပြောပြပါလားကိုရခိုင်သတင်းကကျွန်တော်မပြောစည်ရေးသတင်းနဲ့ကျွန်တော်မပြောတော့ပါဘူးနော် ပြည်သူအားကိုအဆိုးရပဲလို့ကျင်တယ်ကိုရဲတရုံနဲ့ပူပေါင်းတာဆင်းရတာတွေများပါတယ်အဲဟိုလူနဲ့မပေါင်းညင်မဒီလူနဲ့မပေါင်းညင်ဘူးဆိုတော့နိုင်ငံရေးလုံးလို့မရအောင်အားလုံးနဲ့ပေါင်းအောင်မှာဖြစ်တယ်အားလုံးနဲ့ပေါင်းအဓိကတော့ကိုပြည်တွင်းနိုင်ငံရေးကစီးလုံးမှုလို့တယ်နော်အခုဟိုလူလုံးလို့တွတ်တက်သွားရင်ဒီလူကမနာလို့အိုးတွတ်နိုင်ငံမလွယ်ဘူးအဲ့ဒါပဲအဓိကပြဿနာအဲ့တော့လမ်းကြောလမ်းကြောပုံလောက်တဲ့ပုံစံနေမတူဘူးပေါ့နော်ဥမာပြဒေါအောင်ဆန်းစစ်ကြည်နဲ့ ဒါကျွန်တော်တို့ပြည်ခိုင်ဖြိုးနဲ့တက်မတော်ဘောလေနော်ဒေါအောင်ဆန်းစုကြည်တို့လှုပ်ချင်တဲ့ပေါ်ဆောင်ခြင်းနဲ့နိုင်ငံရေးပုံစံကတမျိုးအဲသူတို့လည်းတိုးတက်ဖို့ကြိုးစားနေအောင်ဒေါအောင်ဆန်းစုကြည်ထို့သူပြည်ခိုင်ဖြိုးနဲ့စစ်တပ်ကလည်းနိုင်ငံကိုသူတို့ထုစစ်တဲ့ပုံစံမျိုးနဲ့သူတို့ပေါ်ဆောင်ခြင်းတာပဲနှစ်ဖက်စလုံးကကောင်းစေခြင်းတာကောင်းစေခြင်းတာဖြစ်ပေမဲ့ကောင်းစေခြင်းရဲ့သားနဲ့ပူးပေါင်းဆောင်ရွက်နိုင်ကိုအားနေတဲ့ခါကြတော့ဘာတွေဖြစ်ကုန်လဲတရားနဲ့တရားအာဃာတများပြီးတော့အာတာယာကိုအာကိုကြတဲ့ပုံစံမျိုးဖြစ်သွားတယ်အာတာယာဆိုတာက အဲ NLD နဲ့ NLD က NLD နဲ့ဒီပေါ့နော် NLD ဆိုရလက်ထက်မှာသူတို့မှပြည်သူအားပေးထောက်ခံမှုအများအများတယ်နော်အဲ့တော့သူတို့ကလည်းသူတို့အားကိုးရပြည်သူကိုနဲ့အဲသူတို့ဆက်လက်ပြီးတော့အဲအားကိုးရပေါ့နော်အဲထို့သူစစ်တပ်နဲ့ပြည်ခိုင်ဖြိုးကလည်းသူတို့အားကိုးရစစ်တပ်ရှိတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ကြောင့်မို့လို့တစ်ဖက်ကလုံမဲ့ဟေးတစ်ဖက်ကတိုးတက်စေခြင်းတဲ့ပုံစံကပုံစံတော့မတူဘူးနိုင်ငံအောင်နှစ်ဖက်စလုံးကတိုးတက်စေခြင်းတာမှန်တယ် ။ဒါပေမဲ့ပေါ့လုတ်ပုံကင်ပုံလေးတွေမတော်မတူညီတဲ့ခါကျတော့အဲ့ပုံမှာသဘောထားမကြီးနိုင်တဲ့အခါကျတော့အပြက်ကိုဥတီသွားတာဖြစ်တယ်ပေါ့နော်။အဲ့တော့မြန်မာနိုင်ငံတိုးတက်မအောင်ဘယ်သူမှမကြောက်ပါဘူး။ဘယ်နိုင်ငံကမှမကြောက်ပါဘူး။အဲ့ဒါခင်ဗျားတို့လွဲနေတဲ့ယူဆလို့ကျွန်တော်သုံးသပ်တယ်နော်။အဲ့မှာမြန်မာနိုင်ငံပြည်ပခပေါ်မှာအကျိုးစီးပွားဖြစ်ထွန်းတာနဲ့မြန်မာနိုင်ငံငင်းငယ်အကျိုးစီးပွားဖြစ်ထွန်းတာနဲ့ကြာဘယ်အရာကပိုကြီးများလဲဆိုတဲ့ပုံမှန်မူတည်တယ် ခုမြန်မာနိုင်ငံပြည်ပကဖြစ်နေတဲ့အချိန်မှာကျောင်းပြည်အိန္ဒိနာချင်းနိုင်ငံတွေစီးပွားဖြစ်တဲ့သူတွေရှိသလိုအစီပွားမဖြစ်တဲ့သူတွေရှိတယ်။အဲ့ဒီပုံမှာတော့အခြေခံတယ်ပေါ့နော်။အဲတေချာတခုကတော့မြန်မာနိုင်ငံကိုဖျက်ဆီးနေတာမြန်မာနိုင်ငံမတိုးတက်မအောင်ကြောက်နေတာဘယ်သူမှမဟုတ်ပါဘူး။ကျွန်တော်တို့ဒီကျွန်တော်တို့တိုင်းသားကျောင်းဒီနိုင်ငံတွင်းကအင်အားစုတွေပဲတစ်ဖွဲ့နဲ့တစ်ဖွဲ့မစည်းလုံးနိုင်တာအဓိကပြဿနာဖြစ်နေရနော်။ရခိုင်ကျောင်းမပြောတော့ဘူးလားမပြောတော့ဘူးနော်မပြောတော့ဘူး။ အဲဘာကြောင့်လဲဆိုတော့ကုံမောင်ရဲ့ရှူတော့ကအမြတ်တရဗျာတဲ့ကုံမောင်လိုမြင်တဲ့သူတွေတဲ့နေရာမှန်မှနေရာမြမြမှရှိစေချင်တဲ့အထိပ်ပဲပေါ့ပေါ့နော်စကားစအကြောက်လွန်သွားတာတဲ့မနီမောင်လည်းမင်္ဂလာပါနော်မင်္ဂလာကျေးဇူးများတင်ပါတယ်နော်အဲ့တော့ကုံမောင်ပတ်မလိုက်တဲ့သတင်းစကားလည်းပြောပါအောင်နော်ပြောတခုလောက်ပြောပြစေတဲ့ NLD NLD တခြားလူနဲ့ဝင်ပြိုင်ခိုင်းနိုင်မယ်ထင်တယ်တဲ့အာအဲ့တော့ ဖြစ်နိုင်တယ် NLD ရိတ်ငွေဆိုရင်တော့မပဲအခုချိန်မှာပြည်သူတို့ခင်ဗျားတို့ online ပြည်သူလည်းပြည်သူပေါ့လေဗျာနော်အဲဒါပေမဲ့တော့ online ရေးကိုဆိုတော့ပြည်သူတော့ပြည်သူပဲဒါပေမဲ့တို့က online ရေးကိုလည်းအာမပေးခြင်းဘူးဒါပေမဲ့လည်းနိုင်ငံရေးအဖြစ်စစ်တပ်နဲ့ပြည်ခိုင်မျိုးသွားနေရလည်းမကြိုက်ဘူးအဲ့ဒီပြည်သူကမြန်မာပြည်မှာအများကြီးရှိတယ်တို့တွေအတွက်က NLD ရိတ်ငွေလေးရရင်တော့မပဲအဲတို့ရဲ့ကိုစားပေါ့လွတ်တော်ထဲမှာ ပြောဆိုပေးဖို့ အဲသူရတယ်လို့ခံစားရတဲ့ပြည်သူအများကြီးရှိတယ်အဲ့တော့အနှစ်ဒီဟာဒေါ်စုကြည်မပါလဲဝင်ပြိုင်ဝင်ပြိုင်တာနဲ့သူတို့အဲအဲ့ဒီပြည်သူကမြန်မာပြည်မှာတော်တော်များများကြီးကိုရှိတာအဲ့တော့ကြောင့်မလို့ဒေါ်စုကြည်မပါရင်လည်းဘယ်သူနဲ့ပဲပြန်ပြန် NLD ဟာရင်းငွေရှိနေတော့မှနိုင်ပါလေနိုင်နိုင်နဲ့အရေးချင်းရှိတယ်ပေါ့ဗျာနော်မနိုင်အောင်မှပဲအင်အားကြီးကြီးမားမားတည့်ရဲ့အနေနဲ့ယက်တည်နိုင်မှာကိုကျွန်တော်တုံ့တက်လို့ရတယ်ပေါ့ဗျာနော် အဲ့တော့အန်နဒီအရင်ငွေရှိရင်တော့မှပဲဟွန်းအဲ့အရင်ငွေလေးဟာသူတို့ရဲ့မျောလင့်ချက်ပေါ့သူတို့ရဲ့ကိုစားရက်တီပေးမဲ့သူဆိုပြီးတော့ယုံကြည်နေတဲ့ပြည်သူတွေကမြန်မာပြည်မှာအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအရင်ငွေလေးကလည်းအင်အားစုကြီးတစ်ခုဖြစ်သွားနိုင်တယ်အဲ့တော့ကြောင့်မို့လဲဝေးမကြည့်နဲ့ဗျာ NDF ပါတီဆိုလို့ရှိရင်အဲ့တော့သူတို့ရဲ့ပါတီကတော့ဖြတ်သိမ်းခံတာမှန်တော့ဗောလေနော်ဒါပေမဲ့အဲ့ NDF ပါတီကအင်အားတောင်းလာတာတော်တော်တောင်းလာတာဖြစ်တယ်နော်အဲ့တော့ ိုက်မှာ ကြီးလိုက်ရင်သိတာပါတယ်အမေစုော်နေကောင်းရလားတဲ့ရှိစားရှိစားဗာလေရှိစားလေဟုတ်တယ်ကောမောင်းအဲ့တော့ကောမောင်းရဲ့အမေရိကန်အောက်လွတ်တော်ကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲတရားမဝင်ပြောတယ်ဘလို့သဘောရှိလဲဗျာအာဒါကတော့အေးပေါ့ဒါအမေရိကန်ရဲ့အယူအဆဖြစ်တယ်အမေရိကန်ကပူပေါင်းဆောင်ရွက်မှုမရှိတဲ့ဒီရွေးကောက်ပွဲကလည်းပြန်လည်ထူထောင်ရေးမှာကျောင်းနိုင်ငံပြန်လည်ထူထောင်ရေးမှာအဲ အခက်ခဲကြီးကြီးမားမားဖြစ်သွားစေသောခက်ခဲကြီးမားဖြစ်သွားစေသောကိစ္စပေါ့နော်အဲ့လိုမျိုးပြောရမှာပါဘာကြောင့်ဆိုနိုင်ငံရေးကရွေးကောက်ပွဲပြီးုံနဲ့ပြီးသွားမှာမဟုတ်ဘူးလေနော်နိုင်ငံရေးကပြန်လဲထူထောင်ရေးတွေပြန်လဲရင်ကြားစစ်ရေးတွေအထိသွားရမှာ哦ရွေးကောက်ပွဲလုတ်ဖြစ်သွားုံလောက်ဆိုလို့ရှိရင်တော့အမေရိကန်ကိစ္စဆရာမလို့နော်လုံးဝကိစ္စဆရာအမေရိကန်သူအောက်လွတ်တော်ပဲဖြစ်ဖြစ်အထက်လွတ်တော်ဖြစ်ဖြစ်ရွေးကောက်ပွဲလုတ်ဖြစ်သွားုံလောက်တွေးထားရင်ပေါ့ကျွန်တော်ဆိုလိုချင်တာကတော့တထွာတမိုက်လောက်တွေးထားရင်တော့ အမေရိကန်လည်းမလိုပါဘူးကွာမင်းတို့အနီးအုပ်စုအားမပေးလည်းမလိုပါဘူးကွာမင်းတို့ဒီတော်လိုင်းကြီးတွေအားမပေးလည်းမလိုပါဘူးကွာဆိုတဲ့ယူဆလာတာမှားတယ်လို့ပြောလို့မရအောင်ဒါမှမဟုတ်နိုင်ငံတော်ပြန်လဲထူထောင်ရေးကျောင်းနိုင်ငံဟာအဲသူများကောက်တဲ့ခြေလှမ်းတွေအများကြီးနောက်ကျနေတယ်နိုင်ငံတော်ကပြန်လဲထူထောင်ရမယ်အမျိုးသားယဉ်ကျေးစီရေးတွေနိုင်ငံအတွက်တကယ်စေတနာမှန်ပါတယ်ဟလားပြည်သူလူထုအားလုံးပေါ်မှာစေတနာမှန်ပါတယ်ငါအုပ်စုငါအဖွဲ့အတွက်လုပ်နေတာမဟုတ်ပါဘူးငါမိသားစုအတွက်လုပ်နေတာမဟုတ်ပါဘူးဆိုလို့ရှိရင်တော့အခုအမေရိကန်အောက်လွှတ်တော် ကအတိမတ်မဖြစ်ဘူးဆိုတာအញ្ញံကိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပူပေါင်းပါဝင်မှုမရှိဘူးဆိုလို့ရှိရင်ကျောင်းနိုင်ငံပြန်လည်ထူထောင်ရေးတွေမှာအခက်အခဲတွေအများကြီးအများကြီးတွေ့ရမှာဖြစ်တယ်နော်။အဲ့တော့အတိမတ်ပြုမှုမရှိဘူးဗျာ။မရှိတဲ့အခါမှာပြန်လည်ထူထောင်ရေးလုပ်လို့မရအောင်ရွေးကောက်ပွဲတော့ဖြစ်သွားမယ်။ဖြစ်သွားပေမဲ့လည်းဒုံရင်းကဒုံရင်းသွားမှာဖြစ်တယ်နော်။အဲ့တော့နိုင်ငံကဖွဲ့စည်းကြီးတွေဖြစ်တဲ့ ဟလာအခုလိုမျိုးအမေရိကန်နိုင်ငံမျိုးရဲ့ပူပေါင်းဆောင်ရွက်မှုပါဝင်မှုရမှသာလေမျိုးသားရင်ကြားစီရေးတို့ပြန်လဲထူထောင်ရေးတို့စီးပွားရေးပြန်လဲဥမော်လာရေးတို့ဒါတွေကိုဆောင်ရွက်နိုင်မှာဖြစ်တယ်အရေးကြီးပါတယ်ဗျာနော်အဲ့တော့အမေရိကန်ကကြားပြန်ကိစ္စဝင်လာမယ်ဆိုရင်တရုတ်ကဘလို့ကူညီမလဲဆိုတာသုံးသပ်ပေးပါအဲ့တော့အမေရိကန်က တခါတလေကြောက်ရှင်ပေါ့နော်အကြောင်းအရာတစ်ခုကိုအကြောင်းပြုပြီးတော့ရန်သူပင်အများနဲ့ရန်သူအများနဲ့မိတ်ဆွေဆိုတာမရှိဘူးနိုင်ငံရေးရောဘယ်ရေးမှာဖြစ်ဖြစ်ပေါ့နော်အဲ့တော့နိုင်ငံရေးအဖြစ်သူတို့မုံညင်မဲ့စီးပွားရေးအဖြစ်မုံညင်ပင်မဲ့အကြောင်းအရာတစ်ခုကိုအကြောင်းပြုပြီးတော့ပူပေါင်းရတဲ့အတိုင်းတားလေးရှိတယ်။ဘာကြောင့်လဲဆိုတော့ဘုံချိုးစီးပွားပေါ့နော် we have enemy in common လို့ခေါ်တယ်ကျွန်တော်မှဘုံရန်သူရှိနေတယ်ဒါကြားပြန့်ကိုတို့ကဘုံရန်သူဖြစ်တတ်မှတ်လိုက်တာ ਨੇ တရုတ်ကအမေရိကန်ကပူးပေါင်းလိုက်ပြီအပူးပေါင်းဆောင်ရွက်မှုကလိုအပ်တယ်တရုတ်တစ်ဖွဲ့တည်းနေနေလို့မရအောင်ဘာကြောင့်လဲဆိုတော့ banking system တွေကအမေရိကန်ကပို့ပြီးတော့ sit bank တွေအသုံးပြုတဲ့နေရာမှာအမေရိကန်ကအမေရိကန်ရဲ့ဒီဒါ sit bank system ကိုသွားတော့အောင်เนาะအတရုတ်ကတရုတ် bank system တွေရှိတယ်အဲ့တော့ကြားပြန့်ငွေကြေးလွှဲငွေကြေးလွှဲလည်မှုတွေက bank စနစ်တွေနဲ့သွားတာ bank စနစ်တွေသွားတဲ့အခါမှာဒီ bank တွေကိုစောင့်ကြည့်ဖို့အတွက်ကလိုအပ်လာတယ် လိုရလာတဲ့ခါမှာအဲ့တော့အမေရိကန်နဲ့တရုတ်နဲ့လက်ဝါးရိုက်ပြီးတော့ဘုံချိုးစည်းပွားပေါ့ဘုံရံသူကိုနှိမ်နှင်းမယ်ဟေ့ဆိုလို့ရှိရင်တော့အမ်ကြားဖြတ်နေနေရပို့ပြီးတော့ထိရောက်သွားမှာဖြစ်တယ်လို့အမေရိကန်နဲ့တရုတ်နဲ့နောက်ဆုံးပိတ်ပေါ့ဗျာဒီကိစ္စပုံမှာအခြေခံပြီးတော့တန်ခင်းတမန်ခင်းမှာစကားပြောလာမယ်သူတို့ချင်းချင်းနဲ့စကားပြောလာမယ်ပေါ့နော်ပြောလာလို့ရှိရင်တော့အမေရိကန်ဟိုကအခုကဘလို့ဖြစ်လဲဆိုတော့အမေရိကန်နဲ့တရုတ်နဲ့မတည့်လို့ရှိရင် ခုလိုမျိုးကြားဖြန့်လို့အဖွဲ့အစည်းမျိုးတွေနော်အမေရိကန်မကြိုက်တဲ့အဖွဲ့အစည်းမျိုးတွေအတွက်ကတရုတ်မှာခေါ်လွန်ရဖြစ်နေတယ်အတရုတ်မကြိုက်တဲ့အဖွဲ့အစည်းမျိုးတွေအမေရိကန်မှာခေါ်လွန်ရဖြစ်တယ်အဲအမေရိကန်နဲ့တရုတ်နဲ့သာလက်ဝါးရိုက်သွားပြီးဟဲ့ဆိုလို့ရှိရင်အဲ့ဒီတတော်များများသော ပုံကိုယ်တွေအဖွဲ့အစည်းတွေအတွက်ကနေလီဟာနယ်တို့နေရာလွတ်တို့မရှိဘူးဖြစ်သွားအဲ့တော့အမေရိကန်နဲ့တရုတ်နဲ့ပူးပေါင်းပြီးသွားလို့ရှိရင်တော့အာပြောရမလို့ဘယ်သူမှမလွယ်ဘူးလို့ပြောရမှာပေါ့နော် နိုင်ငံတူတက်ချင်းမြန်မာနိုင်ငံတူတက်ချင်းနဲ့ရခိုင်ကိုနိုင်ငံခွဲထွက်ခွင့်ပေးလိုက်လို့မရဘူးလားအဲ့ဒါကျွန်တော်မသိပါဘူးနော်ကိုပေါင်းနဲ့ကြားပြန်ကိစ္စကိုအကြောင်းပြပြီးအမေရိကန်ကနိုင်ငံရေးနဲ့ပါဝင်လာမှာလာပါဝင်လာနိုင်လားဆိုတော့အမေရိကန်တရုတ်ရှိနေရင်ကြားစီးရေးအဖြစ်လက်ဆောင်ရှောင်ပေမဲ့အခုလိုမျိုးအခုလိုကြားပြန်ကိစ္စအဖြစ်အမေရိကန်ပါဝင်လာနိုင်တာဖြစ်နိုင်တယ် နော်ဖြစ်လိုက်နေအမေရိကန်ပါဝင်လာမယ်ဟေ့ဆိုလို့ရှိရင်တော့အတိတ်တော့ဆိုရင်ဒါတော့မရှိပါဘူးကျွန်တော်မြန်မာနိုင်ငံအတွက်ကဘာကြောင့်လဲဆိုတော့ပါဝင်မှုဆိုတာလည်းအတိုင်းတာတစ်ခုထိပဲသူတို့သွားလို့ရမှာပါနော်အတိုင်းတာတစ်ခုထိဆိုလိုချင်တာအကန့်အသတ်ရှိတယ်အကန့်အသတ်နဲ့ပါဝင်ရမှာဖြစ်တယ်။ဘာပဲလုပ်လုပ်အလုပ်ထုံးလုပ်နေစီးမျက်စိကနေနဲ့သွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့တရုတ်နဲ့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေတာမှာပဲ။ဂျန်နဲ့ နိုင်ငံရေးတန်ငင်းတမန်ခင်ဟိုနိုင်ငံရေးရှုထောင့်နေအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့လို့အခန်းကဏ္ဍတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့အမေရိကန်ပါဝင်မှုခန်းကဏ္ဍကြားဖြတ်မှာပါဝင်လို့ရမယ်ဒါမဲ့တော့တရုတ်ရဲ့တန်တမန်ရေးမှာပါဝင်လို့ရမှာမဟုတ်ဘူးဒါမဲ့တော့ခက်ခဲသွားနိုင်တဲ့ကြက်တဲသွားနိုင်တဲ့အခြေအနေတွေရောရှိတယ်လို့ကျွန်တော်သုံးသပ်လို့ရတော့ဗျာနော်ကျေးဇူးများတင်ပါတယ်နော်အာဒခန်ပမအာဒခန်ကျေးဇူးများတင်ပါနော် ကောင်ရေးတဲ့ရွေးကောက်ပွဲပြီးရင်ဒီကိစ္စပြီးမယ်ထင်လားကောင်မအမြင်နဲ့အဲရွေးကောက်ပွဲပြီးရင်ဒီကိစ္စရွေးကောက်ပွဲကအာအတိုင်းအတာတစ်ခုထိလောက်ပဲအဆင်ပြေပါလေပြဿနာအားလုံးကိုပြေပြောက်သွားနိုင်တော့နှက်ဆေးတော့မဟုတ်ပါဘူးနော်နှက်ဆေးမဟုတ်ဘူးရွေးကောက်ပွဲပြီးရင်ပို့ပြီးတော့စိန်ခေါ်မှုကြီးပါအောင်မယ်စိန်ခေါ်မှုပို့ပြီးကြီးအောင်ကြီးလာမှာ